လာဂီရီဗျူးကအကျိုးဆိုပါတယ်ကနဦးမှာတရုတ်ကလှုပ်လဲခံရအမေရိကန်ကလှုပ်လဲခံရကျွန်တော်တို့မှာဘသူလှုပ်လှုပ်ခံနေရတယ်ခင်ဗျားတို့ကသွားလှုပ်ကြသေးလား DGB ကဒီကဘီရဆောဆန်အောင်ဒီကနေ့အင်တာဗျူးမှာပြောတဲ့စကားလေးကြားပြီးတော့ကြားဖြစ်နေပတ်သက်ပြီးတော့ဒီကောင်တွေဘာတွေဖြစ်နေလဲဒီကောင်တွေဘာတွေဖြစ်ကုန်ပြီလဲကျွန်တော်လိုက်ကြည့်မိတာပေါ့ဗျာလိုက်ကြည့်မိတဲ့အချိန်မှာကျွန်တော်ဗီဒီယိုလေးတစ်ခုအတူလေးတစ်ခုကျွန်တော်ကြည့်မိတာလေးပြန်မျှဝေခြင်း အဲမင်းသားပေါ့ဗျာမင်းသားကကားဆိုင်လာတယ်ကားဆိုင်လာပြီးဓာတ်စီပုံးနှပုံးနဲ့ကြားပြန်လောင်းကစားယုံလို့ပြောတယ်ဆောက်ဦးကြီးရှေ့ကိုရောက်လာတော့လုံကြုံကြီးကသူ့ကိုတားတယ်ချုပ်လုံကြုံကြီးကတားတော့သူကထိုးကြိတ်လိုက်ပြီးတော့အဲ့ဒီအဆောက်ဦးကိုဝင်သွားတယ်ဝင်သွားပြီးတော့ကြားပြန်လုပ်နေတဲ့လူအများကြီးဟောကန်းကြီးတွေမှာသူတို့ကိုပြောတယ်မင်းတို့ပြည်သူလူထုရဲ့ အပြစ်မဲ့သူတွေအားနွယ်သူတွေရဲ့ငွေကိုနောက်တစ်ခါမလိမ်ပါဘူးလို့ပြောစမ်းမပြောဘူးမပြောတော့ထိုးတယ်တော့ခေါ့အောင်အဲ့မှာလူတွေအဲ့ကြားဖြန့်လုံးတွေလူတွေကြောက်လန့်ပြီးတော့ပြောတယ်ပေါ့ပြောပြီးတော့ကဲပြေးကျင်ပြေးမပြေးကျင်နေငါဒီနေရာကို meeting ရှုပ်မယ်ဆိုတက်စီနဲ့လောက်ပြီး meet ရှုပ်ပါတယ်ဆိုတော့ပြောချင်တာကအဲ့ဒါနဲ့ထပ်တူမှာပြင်းဦးလွင်ရွှေဆိုင်ဓမြတိုက်မှုနဲ့ပတ်သက်ပြီး ပြုံးလိရွှေဆိုင်ဓမြတိုက်မှုနဲ့ပတ်သက်ပြီးဗီဒီယိုကလစ်ကိုကြောက်တဲ့ချာကြည့်။ဘာရဲမှဘာစစ်သားမှမလာဘူး။မလာသေးတဲ့အချိန်မှာပြည်သူလူထုကအဲ့တခိုးကိုအဲ့ဓမြကိုစိုက်ကဲထွက်တဲ့အချိန်မှာဝိုင်းဖန်းတာ။စိုက်ကဲအုံးလုံးနဲ့တဖြောင်းဖြောင်းရိုက်တာ။ဆိုတော့ပြည်သူကိုအနိုင်ကျင့်တဲ့ပြည်သူကိုဥပဒေတရားဥပဒေစိုးမိုးမှုကင်းမဲ့နေတဲ့အချိန်မှာအနိုင်ကျင့်တဲ့ကောင်တွေကိုပြည်သူအားနဲ့ပြန်လေတိုက်ဖြတ်လို့ရတယ်။ကြားဖြန့်ငွေလိမ်သွားတဲ့နေရာတွေကိုမီးတင်ရှို့လို့ရတယ်ဆိုတာကို ကျွန်တော်ဖြတ်ခနဲ့အတွေးပေါ်သွားတယ်ကျွန်တော်မနေ့ကခုတနေ့ကပြောသလိုပေါ့ဝမ်ပေါကိုတမတုံနဲ့ခုတ်ပြီးဝမ်ပေါလဘရောင်းတောင်ကျင်းဒီစီမံကိန်းကိုပြည်သူပြည်သားနိုင်ငံသူနိုင်ငံသားအညာသားတွေကမီးတင်ရှို့လိုက်မယ်နော်ခက်ကြက်ကြက်သတိထားဆိုရဲပြည်သူလူထုရဲ့အမျက်ဒေါသဒါနဲ့တက်တူဒီကနေ့မှာရွှေကုတ်ကူကစစ်တပ်ကဝင်စီးပါတယ်ဝင်စစ်နေပါတယ်ကျွန်တော် ကေကေဘက်ကိုမီးရှို့ပြပြီးကေကေဘက်ကလူတွေထွက်ပြီးထွက်ပြေးပြကေကေဘက်ကအဆောက်အဦတွေဖြိုပြယုံနဲ့ရွှေကုတ်ကိုမှကြားဖြန့်နေလေပတ်နေပါတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောနေတော့နောက်ပိုင်းမှာပဲရွှေကုတ်ကိုစစ်တကဝင်ရှိပြီးမကြခင်မှာရွှေကုတ်ကိုကြားဖြန့်လုပ်ငန်းရပ်တန့်သွားဖို့အချိန်ရှိနေတယ်လို့ရွှေကုတ်ကိုလည်းဖက်စစ်တက်ဟာဖြိုပြမလားမကြခင်မှာရွှေကုတ်ကိုတွေကသူတွေမောင်းထုတ်ပြီးတော့ ကကီပတ်တုံးကလို့အိုးတောင်းတဲ့အချိန်ကြီးတည်းကဖြစ်လာနိုင်ပါတယ်။အဲရွှေကုတ်ကိုအပြင်ကိုကြောက်ခတ်ကမော်ဖိုးကီကကြားဖြန့်စကန်းနေတောင်ရင်မြစ်တဆက်တလျှောက်ကကြားဖြန့်စကန်းနေတောင်ရင်မြစ်ကန္နာဘေးကငရေကန်းတွေဒီတစ်ခေါက်မှာတော့အမေရိကန်ပေါ့ဗျာ USA ရဲ့အထူးတပ်ဖွဲ့ရဲ့ဂိုင်တွေမှုဟာဘယ်အထိတက်ရောက်သွားမလဲဆိုတာအရင်စိတ်ဝင်စားစရာကောင်းပါတယ် ိုင်ငံရေးစီတော်လှန်ရေးအလှဲ့အပြောင်းအင်အားကြီးတဲ့သူရဲ့ပါဝါကစားမှုတွေကြားထဲမှာမြန်မာຫນွေဦးတော်လှန်ရေးရဲ့ခေါင်းခိုင်ပုဂ္ဂိုလ်တွေကရောဒီ policy အပြောင်းအရွှေ့တွေနဲ့ဒီအပြန်အလှန်ကစားကွက်တွေကြားထဲမှာညံပါပါနဲ့ဘလို့ကင်တွယ်မလဲဆိုတာကအင်မတန်အကြီးပါပါတယ်အဲ့တော့တဆက်ဆက်တဲမှာကျွန်တော်ရှမ်းမြောက်တီဘောစစ်ကွင်မှာ အမှန်ဒီရတဲ့စစ်ပြန်ဆိုင်နေဆိုတဲ့အခြေအနေကြားနေရပါတယ်အဲ့တော့ဒီဘောတရားကြီးကိုဟိုဘက်ဒီဘက်ပိတ်ချလိုက်ပါစစ်တပ်ကလည်းပိတ်တယ်လို့ MND ဘက်ကလည်းပိတ်တယ်မြို့ဝင်မြို့ရွက်တွေပိတ်ပြီးတော့သဒ္ဓါရှိတွေမှာတိတ်တွေကာပြီးအုတ်ခဲများချတာတယ်လမ်းပဲလျှောက်လို့ရတယ်ဘယ်သူမှဖြတ်လို့မရဘူးဒီအခြေအနေတွေကိုကျွန်တော်တို့တွေ့နေရပါတယ်ဗမော်မှာဆိုရင်လဲစကခနဲ့စကခ21နဲ့ သုံးမိုင်လောက်ဝေးတယ်သုံးမိုင်ရွာဘက်ကိုဝိုး KA နဲ့ PDF တွေထိန်ချုပ်ပြီးစစ်ဆိုင်ထားတဲ့အချိန်စစ်ကိုမြူနေတယ်ဒါမဲ့ရွေးကောက်ပွဲမတိုင်ခင်ဗမုံမျိုးကိုသိမ်းလိုက်လိုက်မယ်လို့ကျွန်တော်မြင်ရတယ်နော် MDA နဲ့စည်ရေးတင်းပါပြီးလက်နက်ကြီးတန်းတွေကြားနေရတဲ့ဆိုတာလေကျွန်တော်တို့သတင်းတွေထွက်ပေါ်နေအဲ့တော့အော်တိုဘလ73ရက်နေ့မှာထိတွေ့တဲ့တိုက်ပွဲဖြစ်တယ်လို့ကျွန်တော်ကြားရတယ် ဲ့တော့ဟိုရဟိုရဘက်မှာတိုက်ပွဲတွေဖြစ်တယ်လက်နက်သီးတန်းတွေကြားတယ်လို့ကျွန်တော်တို့သိရတယ်ဟိုရမှာကခလိုက်ရ60ခုအခြေစိုက်တယ်ရုပ်တရက်ဟိုဘက်ထိတ်ဒီဘက်ထိတ်တရားတွေအကန့်အသတ်မရှိပိတ်ချလိုက်တယ်လာရှိုးကနေမူဆယ်လန်းကလွဲပြီးလာရှိုးရဲ့သွားတဲ့လမ်းတွေကွင်းလမ်းတွေအလုံးသွားလို့မရအောင်ပိတ်ချထားတဲ့အခြေအနေမျိုးဖြစ်ပါတယ်အဲ့တော့ရှမ်းမြောက် လာရှိုးမြို့ပြည်မှာရှိတဲ့ကိုကန်းတက်တွေ MND တက်တွေစစ်တပ်ကအတင်းအဓမ္မဖိအားပေးပြီးတရုတ်ပြည်အနေနဲ့ထတ်ဆုပ်ခိုင်းတဲ့အခြေအနေချိရလို့လဲကြားနေပြီးတော့လာရှိုးမြို့ကိုဝင်ရောက်နိုင်တဲ့တီဘောတရားနန့်လန်ဟိုရအဲ့ဒီနေမီတကြောလုံးမှာမကြခင်စစ်ဖြစ်လာနိုင်တဲ့အနေဓာတ်တွေရှိပါတယ်နှစ်ဖက်စစ်အင်အားတွေဖြည့်တင်းနေတယ်ဖက်စစ်တပ်ကတော့ လာရှုမြို့ထဲမှာကုတ်ချောင်းချောင်းနဲ့ကြည်တန်းလေးတန်းအောင်ကြက်ကြက်မဟာရဲပါအခမ်းမသိလို့ဝုံးဆိုလာရှုကို MND ဖြက်ခနဲဝင်တိုက်လိုက်ပြီးတော့ရှမ်းမြောက်စစ်စင်ကြီးပြန်ဆလာပြီး TNL လေးနဲ့ပြန်ပေါ့ညောင်းလင်းစရာတွေအများကြီးရှိတယ်ဗျာပြင်းဦးလွင်ကျွန်တော်တို့တစ်ချိန်တော့ပြင်းဦးလွင်ကိုတိမ့်ပိုက်ကြကျွန်တော်ဒီလိုတောင်းတခဲ့ကြတယ် ီလိုမျောလင့်ခဲ့ကြတယ်ဘီဟုံးလွင်သာတိမ့်ပိုင်လိုက်နေရင်မန္တလေးကိုအပေါ်စီးကနေထိုင်ပြီးတော့လပခရဲတလုံးချင်းပြစ်သွင်းနေလို့ရတယ်လေဗျာလပခကိုစစ်ဆိုင်နားနိုင်ရင်အဲ့ဒီမန္တလေးကစပြီးတော့ပမာပြီအထက်ချမ်းတစ်ခုလို့ကြိုက်တယ်လို့စစ်ကစားပြီးတော်လန်ကြီးထိမ့်ချုပ်နေမိပြီဖြစ်သွားနိုင်တယ်လေဗျာဒါပေမဲ့စီးနိုင်ငံကြီးဆိုတာကတိမ်တောင်တပွဲမင်းကြီးကျယ်တယ်လေဗျာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့အိန္ဒိယအင်အားကြီးနိုင်ငံတရုတ်နိုင်ငံရဲ့ရုရှားနိုင်ငံရဲ့ဗတ်စစ်တပ်ကိုဤပေါင်းစုံနဲ့အကူအညီပေးနေတယ်ပြည်သူစစ်ဗော်ဒါတွေဆွဲတယ်ရွေးကောက်ပွဲလုပ်ဖို့အပြင်းထန်စ조사နေတဲ့ဗတ်စစ်တပ်ဟာရွေးကောက်ပွဲမတိုင်ခင်မှာပဲဆုံရှုံမှုကြီးကြီးမားမားကိုရင်ဆိုင်ရလိုက်တာနဲ့အရေးအယောင်တွေထပ်တွေ့လာရတယ်။ဟိုဘက် channel မှာပြောသလိုမောတောင်မြို့သိမ်းတိုက်ပွဲနဲ့နေပြီးတော့နီးကစစ်စကန်ကိုလက်တပြက်တိုက်ခိုက်လိုက်တဲ့အငိုက်ဖမ်းဖြူဟာဟာ ော်လိုင်းတက်တွေကိုဖျက်ခနဲညံပွင့်သွားစီတယ်။အရှိမစစ်ကြောင်းတွေမဲထိုးနေတဲ့အချိန်မှာအဲ့စစ်ကြောင်းကိုတန့်သွားအောင်ဝိုင်းပတ်ထိန်းချုပ်ပြီးနောက်မှာဟောင်းလောင်းဖြစ်နေတဲ့နောက်တန်းစခန်းတွေကိုဝင်ပြီးလက်ပြက်ဝင်ချေမုန်းနိုင်ခြင်းအဖြစ်တစ်ခုရပါလိမ့်မယ်။ကျွန်တော်ပြောချင်တာဒီနေ့ဒီလောက်ပါပဲ။အပြော်ကိုအောင်ပွဲကိုရဖို့ဆိုရင်အနိုင်လိုချင်ရင်နိုင်အောင်လုပ်ရပါလိမ့်မယ်။ နိုင်မဲ့ဤလန်းတွေကိုစက္ကမလက်စဉ်းစားရပါလိမ့်မယ်။တော်လန်ยีကိုစက္ကမလက် သွေးထဲမှာလှည့်ပတ်စီစဉ်ပြီးတော်လန်ยีအောင်လန်လွှဲ့နိုင်ဖို့ဤလန်းပေါင်းစုံနဲ့ကြံစပြီးငါတို့မရရအောင်ဖက်စစ်တပ်ကိုချိန်မုံးမယ်ဆိုတဲ့စိတ်ညှိုးနဲ့အတူရှေ့ဆက်ကြရအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။